ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။တမိုင်းမှာနာမည်အကြီးဆုံးတနည်းအားဖြင့်ဆိုရင်နာမည်အဆိုးဆုံးပုဂ္ဂိုလ်တူအကြောင်းကိုပေါ့။သူ့အကြောင်းကိုကချိရာကြောင်တက်ဆောင်မှာဘလို့နဲ့နဲ့နဲ့ခွဲချမ်းစိတ်ဖျားထားတယ်လေဆိုတာကိုအတူတူကြည့်သွားကြမှာပါ။ဒီဆက်လိုင်းရဲ့အကြီးကဇက်ကောင်ကတော့ဟေလယ်ပါပဲ။သူ့ကို တချို့ကလူစီဖာအလင်းဆောင်သူတချို့ကတော့မိုးတော့ကျယ်လို့လည်းသိကြတယ် ကျန်းစာရီရဆိုရင်သူဟာမကြရှုံးခင်တုန်းကဖန်ဆင်းချင်းရဲ့အထွတ်အထိပ်ပိတ်သိခံထားရတဲ့ခီယူပင်တပါဖြစ်သေးတယ်ပေါ့သူရဲ့မူလအခြေအနေကတကယ်ကိုမြင့်မတ်သေးပါတယ်ဟုတ်ကဲ့ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ပထမဆုံးအလင်းဆောင်သူဟီလန်အကြောင်းပြီးတော့ပက်လင်တော်ကိုသူဘလို့တိုက်ခိုက်ခဲ့တယ်လဲဖီလာသခင်ရဲ့တန်ဆိတ်တော်လဲဒါဝင်ဆိုတာပါလဲအဲ့ဒီနောက်မှာဘုံအသေးရေဘလို့ဆုံးရှုံးသွားပြီးအဆုံးမှာတော့အဲ့ဒီဒါဝင်ကိုဘသူတွေကစက်ခံသွားတယ်လဲဆိုတာတွေကိုအစဉ်လိုက်ကြည့်သွားကြပါမယ်ကဲ့ ်ပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ဟဲလေးအိုင်းစ်သူဟာအစာတုံးတာဘီလိုချင်းနေမျိုးမှရှိခဲ့တယ်လေမချက်ရှုံးခင်ကသူ့ရဲ့ပြည်ရဇွန်ဘီမစ်မက်ထဲတဲ့ဘဝအကြောင်းကိုရင်းဆုံးကြည့်ကြတာပေါ့သူ့ရဲ့မူလအချင်းကြီးကတကယ်ကိုအမခန်းပါပဲအလားအာရန်ပြောဉာဏ်ပညာမှာပါဘာမှလိုလေသိမရှိပြည့်စုံခဲ့တဲ့နောက်ပြီးသူ့ကိုအဖိုးထံကြောင်းမြတ်ယတနာကိုပါနဲ့တန်ဆာဆင်ထားတယ်လို့ဆိုပါတယ်နေရာကလည်းအထူးခြားဆုံးနေရာဖျားရခင်ရဲ့တန်ရှင်လောက်တောင်အရင်ဥယျာဉ်မှာနေထိုင်ခဲ့တာပါ သူ့ရဲ့တောင်းဝင်ကလည်းမသေးဘူးအဆောင်အရှောင်ခီရိုဘင်အချက်ပိတ်ထိပ်ပိတ်ခန့်ထားရပြီးဂီတနဲ့ဥပုကိုကွယ်မှုကိုဦးဆောင်ရသူဖြစ်ခဲ့တယ်။ဒီအချက်တွေကသူ့ပေါ်မှာဘလောက်တောင်းကြီးမတဲ့ယုံကြည်မှုကိုအနှင်းထားခဲ့တယ်လဲဆိုတာကိုပြန်နေတာပါပဲ။ကျန်းစာထဲမှာသူအကြောင်းကိုဘလောက်ထိတောင်ဖို့ပြထားတယ်လဲဆိုရင်ရေးဆက်ခြင်းလဲကျန်းအခန်းကြီး28အငယ်စနစ်မှာတင်းတီဆုံလင်ချင်းဤတစိတ်ထီ၍ညံတင်ညာနှင့်ပြေဆုံးလျက်အလားအပါ၌ဆစ်ဆက်ဆုံလင်ဤဆိုပြီးတီးတီးကြကြဖို့ပြထားလာတွေ့ရပါတယ် သူ့ရဲ့အပြစ်ကင်းစနစ်အစားဖြူခြင်းကိုအခရမှတိတ်ကြပြနေတာပေါ့ဟုတ်ပြီအဲ့လိုပြုတ်ဆုံးနေတဲ့အခြေအနေကနီးဘလို့ဖြစ်ပြီးပฏิပခကစတင်ခဲ့တာလေဒီနေရာမှာတတိပြုတ်ရမှာကဟေလရဲ့ပုံကမှုဟာရိုးရိုးအာနာလူပွဲမဟုတ်ဘူးဒါဟာဖျားတခင်ရဲ့ပင်ကိုဇက်ရိုက်နဲ့အုပ်ဆိုးချင်းဆက်ရအခြေခံမှုတွေကိုတိုက်ရိုက်စင်ခေါ်တိုက်ခိုက်တာဖြစ်ပါတယ်အတွေ့အခေါ်ပိုင်းဆိုင်ရာပုံကမှုတစ်ခုပေါ့ဆိုလိုတာကသူ့ရဲ့ရည်ရွယ်ချက်ဟာ တန်ခိုးအာနာကိုလိုချင်တာတသက်မဟုတ်ခဲ့ဘူးအဓိကကဖျားသခင်ရဲ့အုပ်ဆိုးတဲ့ပုံစံအဲ့ဒီသဘောတဘာဝအပေါ်မှာ အခြေခံချက်ကြကိုသဘောထားကြွေလွှဲခဲ့တာပါဒီမှာကြည့်လိုက်ရင်အဲ့ဒီတွေးခေါ်ပန်းဆိုင်ရာတိုက်ပွဲကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဖျားသခင်ရဲ့အုပ်ဆိုးနည်းကမေတ္တာပိညာတော်ပေါ်မှာအခြေခံတယ်ဒါဟာတရားမြတ်မှုနဲ့ကရုဏာရဲ့အုတ်မြစ်ဖြစ်တယ်လို့ဆိုတယ် ။ဒါပေမဲ့ဟေလီယာကဘလို့ဆွဆွဲလဲဆိုတော့အဲ့ဒီမေတ္တာပိညာတော်ဆိုတာလိုက်နာဖို့မဖြစ်နိုင်တဲ့လူတွေကိုဖိနှိပ်ဖို့တုံးတဲ့ကိရိယာတစ်ခုပဲတဲ့။ဘုရားသခင်ကအာနာရှင်ဆန်းဆန်းအုပ်ချုပ်ဖို့ဟန်ဆောင်နေတာလို့သူကမြင်ခဲ့တာပါ။အမြင်တစ်ခုကလုံးဝကိုစန့်ကျင်ဘက်ပါပဲ။သူရဲ့ဆွဆွဲချက်တွေကိုစကြည့်အောင်။သူကဘာပြောလဲဆိုတော့မေတ္တာပိညာတော်ကိုလိုက်နာနိုင်တယ်လို့ပြောတဲ့အတွက်ဘုရားသခင်ဟာလင်ညာဘူးဖြစ်သွားတယ်။အဲ့ဒီပိညာတော်ကဖိနှိပ်ဖို့ကိရိယာတစ်ခုပဲ။ ပြီးတော့အဲ့ဒါကိုမလိုက်နာနိုင်လို့ကြာရှုံးတဲ့သူကိုအပြစ်ပေးရင်ဖျားသခင်ဟာလူသက်သမားပဲဖြစ်သွားရောအဲ့ဒီတော့နောက်ဆုံးမှာဖျားသခင်ရဲ့နာမကျော်ရော အခွင့်အနာပါတရားမဝင်မှုဆိုရဲ့ချက်လွန်း conclusion ကိုသူဆွဲသွားတာပါသူရဲ့ပုံကံမှုနောက်ွယ်ကကြိုးချောင်းစင်ချင်ပုံကဒီလိုပါပဲသူရဲ့အဆုံးစွန်ရင်မှန်းချက်ကတော့ဟေရှာယကျမ်းမှာအချက်လင်းဆုံးပါပဲငါဒီကောင်းကင်တို့တက်ပြီအမြင့်ဆုံးသောဖျားနှင်တူအောင်ကိုကိုကိုလုပ်မိတဲ့ ဒါဟာဖျားတခင်ရဲ့ပလန်တော်ကိုတိမ့်ပိုက်ဖို့ကြိုးစားမှုပါပဲသူ့ကိုယ်သူဖျားညရာမှာ အစားထိုးချင်ခဲ့တာပါကဲဒီပုံကံမှုမှာအထူးသဖြင့်ဖောက်ခဲ့တဲ့အရာကပါလေအဲ့ဒါကိုနားလေဖို့အတွက်တန်စိတ်တော်ဆိုတဲ့အရေးကြီးတဲ့သဘောတရားတစ်ခုကိုလေ့လာကြည့်ရအောင်ဒါဟာအခွင့်အာဏာရဲ့သင်္ကေတတစ်ခုပါပဲဖျားတခင်ရဲ့တန်စိတ်တော်ဆိုတာဘာကိုဆိုလိုသလဲ ်ဒါကတန်ဆိတ်တော်ကိုဆောင်ထားတဲ့သူဟာဖျားသခင်ရဲ့နာမတော်နဲ့ဖျားသခင်ရဲ့အခွင့်အာဏာနဲ့တာဝန်တွေကိုဆောင်ရွက်ခွင့်ရှိတယ်ဆိုလာကိုကိုစားပြုတဲ့အမှတ်တစိတ်တစ်ခုပါပဲနာမည်အာဏာတာဝန်ဒီသုံးခုကိုချိတ်ဆက်ပေးထားတာပါသူရဲ့လုံဆောင်ပုံကရှင်းပါတယ်နံပါတ်1တန်ဆိတ်တော်မှာနာမတော်ပါတယ်ဒါကတန်ဆိတ်ခဲ့တဲ့သူရဲ့အခွင့်အာဏာကိုကိုစားပြုတယ်နံပါတ်2ဒီတန်ဆိတ်တော်ကအခွင့်အာဏာကို ပေးရတယ်ဆိုလိုတာက တန်ဆိတ်တော်ကိုဂင်ထားတဲ့သူဟာတန်ဆိတ်ပိုင်ရှင်ရဲ့တကိုးနဲ့အလုတ်လုတ်နိုင်သွားပြီ။နောက်ဆုံးနံပါတ်3ကတော့တာဝန်ကို အနှင်းချင်းပါပဲ။တခြားတာဝန်တွေကိုထမ်းဆောင်ဖို့ခက်ခဲရတာပေါ့။ဟစ်လန်ဟာဒီလိုမျိုးဖျားတကယ်ရဲ့နာမတော်နဲ့အခွင့်အနာကိုကိုယ်တိုင်ယုံကြည်အနှံ့ချင်းခံခဲ့ရသူဖြစ်ပါတယ်။အဲ့ဒီလောက်ကြီးကြီးတဲ့တာဝန်ကိုတစ္ဆာဖောက်ကြည့်တဲ့နောက်မှာတော့ဘာရီဆက်ဖြစ်လာတယ်လဲ။ဟုတ်ကဲ့။ဖုံးအသေးကြီးဆုံးရှုံးချင်းပါပဲ။ကျေးဇူးတော်ကနေလုံးဝကိုကြာဆင်းသွားခဲ့ပါတယ်။ ူဘာရီဆုံးရှုံးခဲ့ရတယ်လဲဆိုတာကိုအသေးစိတ်ကြည့်ကြရအောင်။သူ့ရဲ့ကြရှုံးမှုကအဖင်ကရန်သူကြောင့်မဟုတ်ဘူး။သူ့ရဲ့အတွင်းစိတ်ကြောင့်ပါပဲ။ဖျားသခင်ပေးထားတဲ့ကိုယ့်ရဲ့အလားအပနဲ့ခန္ဓာမှုအပေါ်မှာမာနတွေဝင်လာတယ်။အဲ့ဒီမာနကပဲသူ့ရဲ့ဉာဏ်ပညာကိုအစိတ်ခတ်ပြီးနောက်ဆုံးမှာတော့ကြရှုံးခြင်းစီကိုတန်တမ်းမမှန်ဦးတည်သွားစေခဲ့လာပါ။ အကျိုးဆက်တွေကတော့တကယ်ကိုဆိုးရွားပါတယ်အရင်ကနေထိုင်ခဲ့တဲ့ဖျားတကင်းရဲ့သန်ရှင်တော်တောင်ကနေနင်းထုတ်ခံခဲ့ရတယ်အဆောင်အရှောက်ခီရူဘင်ဆိုတဲ့မြက်မြက်တဲ့ယာရိုးကလည်းချက်ခံလဲရတယ်အရေးကြီးဆုံးကတော့စုံလင်တော်တန်ဆစ်ဆိုတဲ့အစစ်အတန်းကိုလုံးဝဆုံးရှုံးသွားတာပါပဲတချင်ကသူ့ရဲ့ခန္ဓာထေဝါမှုတွေဟာအခုတော့လူပုံအလဲမှာကြာရှုံးမှုရဲ့ပြာရွေးချစ်တစ်ခုလိုဖြစ်သွားလေရပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့ခွဲချမ်းစိတ်ဖျားချက်တစ်ခုရှိပါတယ်ဒီစရာကိုကြည့်ပါ ကျန်းစာထဲကယစ်ဘိုရောဟစ်မင်းကြီးရဲ့ယင်ဖုံးမှာကြောက်မြတ်ဆက်နှလုံးပါတယ်။ဒါပေမဲ့ဟဲလာရဲ့တန်စာစမှုမှာတော့ကိုးလုံးပဲရှိတယ်လို့ဖော်ပြထားတယ်။ကွာခြားချက်က၃လုံးပေါ့။ဒီပြောက်ဆုံးနေတဲ့ကြောက်မြတ်၃လုံးကဘာကိုပုံဆောင်နေတယ်လဲဆိုတော့သူပုံခံပြီးနောက်မှာဖျားသခင်ရဲ့ဖုံးအထည်ကိုအပြုတ်ဝါညောင်ပြန်ဟန်နေဆိုမှရှိရောဘူးဆိုတဲ့အကျိပေကိုဖော်ဆောင်နေပါတယ်။ကဲဟဲလာတော့ကြရှုံးသွားပြီ။သူစွန့်ပစ်ခဲ့တဲ့တာဝန်တွေကတော့ဘာဖြစ်သွားမလဲ။ဒီနေရာမှာဆလန်းကအလဲအပြောင်းတစ်ခုဖြစ်လာပါတယ်။ အဲ့ဒီတာဝန်ကိုစက်ခဲမဲ့သူတွေပေါပေါလာလိုပါပဲအဲ့ဒါကဘသူတွေဖြစ်မလဲဒါဆိုမေးစရာရှိလာတာကဟီလေဆွန်ပစ်ခဲ့တဲ့ဖျောက်တခင်တဲ့တာဝန်တော်ကအဆုံးသက်သွားပြီလားအလုံးပျက်စီးသွားပြီလားအဖေကတော့မပျက်စီးသွားပါဘူးအဲ့ဒီတာဝန်ဟာပျောက်ွယ်မသွားပဲလွဲပြောင်းပေးအချင်းခံခဲ့ရပါတယ်တန်စိတ်တော်ကိုဆောင်ရမယ့်သူထစ်ထစ်ကဘသူတွေလဲကျန်းစာရရှိအောင်တော့ယုံကြည်သူတွေဟာတန်ရှင်တော်ဝိညာဉ်တော်အားဖြင့် တစိုက်ခတ်နေခြင်းခံရတယ်လို့ဆိုပါရယ်။သူတို့ကိုယ်တိုင်ကဖိရသခင်ရဲ့နာမတော်ကိုဆောင်တဲ့ပြည်မှန်တော်တွေဖြစ်လာကြတယ်။ပြီးတော့တသက်ခံတွေယက်စပရိုဟစ်တဲ့အဖြစ်တာဝန်ပေးရခံရတယ်။တနည်းအားဖြင့်ဟေးလက်ဆုံရှုံခဲ့တဲ့အခန်းကဏ္ဍကိုသူတို့ကဝင်ရောက်ဖြစ်စီပေးရတာပေါ့။သူတို့ရဲ့အဓိကတာဝန်ကတော့တခြားသူတွေကိုဖိရသခင်နဲ့ပြန်လဲသိမျက်စေဖို့ဖြစ်ပါတယ်။ဒီတော့ဇလန်းတစ်ခုလုံးကိုပြန်ကြည့်လိုက်ရင်ဒါဟာပုံကံမှုနဲ့ဆုံဆုံမှုရဲ့ဇလန်းတစ်ခုခီပေမဲ့အဆုံးသက်မှာတော့ လူသားတွေအတွက်အစာအသင့်နဲ့ပြန်လည်ထူထောင်ထားတဲ့တောင်းဝင်အသည့်တစ်ခုနဲ့အဆုံးသက်သွားတာကိုတွေ့ရမှာပါ။ ကဲအဆုံးသတ်အနေနဲ့စဉ်းစားစရာမိခွန်းလေးတစ်ခုနဲ့ဤကုန်းချုပ်ပါစေတင်ခိုးအာနာဆိုတာအတုံးဖြူပုံပေါ်မှာမူတည်ပြီးအထိပ္ပယ်သတ်မှတ်ကြတဲ့ဆိုရင်တစ်ချိန်ကတစ္ဆာဖောက်ခံခဲ့ရပြီးအခုအခါမှာလူသားတွေလက်ထဲပြန်လဲအနှင်းထားတဲ့ဒီဖျားသခင်ရဲ့အခွင့်အာဏာကိုကျွန်တော်တို့ဘယ်လိုအတုံးဖြူသင့်ပါသလဲဒါကတာဝင်းအခွင့်အာဏာနဲ့မေတ္တာဆိုတဲ့အကြောင်းအရာတွေကိုပြန်လဲစင်ကျင်တုံးတက်ဖို့ကျွန်တော်တို့အားလုံးအတွက်ခြံထားခဲ့တဲ့မိကုန်းတစ်ခုပါပဲ။